အားလုံးပဲမင်္ဂလာပါခင်ဗျာအဲချန်ပီယံလိညချမ်းနေပြီးသွားတော့လေဒီနေ့ညနဲ့တောက်ကြံနေမနက်မှာဆိုလို့ရှိရင်တော့အဲယူရိုပါလိကွာတာဖိုင်နယ်ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲကြိုတုံးသက်ခမန်းရွေးချယ်မှုလေးပြုလုပ်ပေးခြင်းပါတယ်ဆိုတော့အဲချန်ပီယံလိပွဲစဉ်တွေကလည်းခမန်းခတ်တယ်လို့ပေါ့နော်ကွာတာဖိုင်နယ်အဆင့်ပွဲစဉ်တွေကတော့တော်တော်လေးခမန်းရွေးချယ်ရခတ်ပါတယ်ဆိုတော့ယူရိုပါလိပွဲစဉ်တွေကလည်းလက်ရှိမှာအသင်းကြီးနဲ့အလဲလက်အသင်းတွေနဲ့ပေါ့နော်တွဲဆုံနေတဲ့အနေအထားမျိုးဆိုပေမဲ့လည်း ထွက်ပေါ်လာတဲ့အာရှကြီးအရာပေါ့နော်အကျော်ပေးမှုတွေကတော့နည်းနည်းလေးထူးဆန်းတာမျိုးလေးရှိရတဲ့ပေါ့နော် ခမန်းရတဲ့ခတ်တဲ့အနေထားမျိုးလေးတွေမှာရှိပါတယ်အဲဆိုတော့ကျွန်တော်တို့ဒါခမန်းကြည့်ရအောင်ပေါ့နော်ဘယ်လိုရလက်မျိုးတွေထွက်လာနိုင်မလဲဆိုတဲ့ဟာကိုပေါ့နော်ဆိုတော့ပထမအဦးဆုံးခမန်းပေးခြင်းတဲ့ပွဲကတော့ဒါဘိုဒိုကလစ်အသင်းနဲ့လာဇီရိုအသင်းရဲ့ပွဲစဉ်ဒီပွဲစဉ်ကတော့ယူရိုပါလိကွာတာဖိုင်နယ်အစောဆုံးပွဲစဉ်ဖြစ်တဲ့ဒီနေ့ည7:15 ဘော်ဒိုဂလင်အသင်းရဲ့အင်ကွင်းမှာပထမအကြော်အဖြစ်ရှင်ပြိုင်ကစားကြမဲ့ပွဲစဉ်လေးဖြစ်ပါတယ်ဆိုတော့ဘော်ဒိုဂလင်ကတော့နော်ဝေးကလပ်ဖြစ်ပြီးတော့လာစီယိုကတော့ CA ထိပ်သီးအသင်းကြီးဖြစ်တဲ့အတော့ကိုနှစ်သင်းကြားထဲမှာကွာဟာချက်လီကတော့အာကြီးမားနေတာမျိုးလေးရှိတယ်ဒါပေမဲ့လည်း quarter final နဲ့အဆင့်ကိုတက်လန်းလာပြီးဖြစ်တဲ့အတွက်ဘယ်အသင်းကိုမှတော့ short တွက်လို့မရတဲ့အနေအထားမျိုးမှရှိတယ်ဘော်ဒိုဂလင်ကလည်းလက်ရှိဒါ Europa League ပေါ့နော် quarter final နဲ့အဆင့်ကိုတက်ရောက်လာတဲ့အနေအထားမှာသူ့အနေနဲ့ဒါအသင်းကောင်းတွေကို အများကြီးကြော်ဖြတ်ခဲ့ရတာမျိုးရှိတယ်ဒါ Greek Club Olympia ကော့ကိုကြော်ဖြတ်ခဲ့ရတာမျိုးတွေပြီးရင်ပြင်သစ် Club ပေါ့နော်ဒါ Nice အသင်းကိုကြော်ဖြတ်ပြီးတော့မှသာဒီအဆင့်ကိုတက်ရောက်လာနိုင်တဲ့အသင်း Recent Form တွေကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး၃ပွဲမှာပေါ့နော်နောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်တော့9ပွဲဆက်ထားတာမျိုးလေးတွေရှိရတော့ဘော်ဒိုကလေးကလည်းဒါ Norway ရဲ့ Club အသင်းကြီးအသင်းကောင်းတစ်သင်းလို့ပြောလို့ရတယ်ဆိုတော့အဒီယာဒီမှာပေါ့နော် Europa League မှာဘော်ဒိုကလေးပြည်သက်တွေအနေနဲ့ဘယ်လောက်ထိမျှော်လင့်လို့ရမလဲစိတ်ဝင်စားဖို့တော့ကောင်းတယ် တစ်ဖက်ကလာစီရိုလာစီရိုကတော့ဒါနောက်ဆုံးရှင်းမဲ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့အတ္တလန်တာအသင်းကို1-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်ဆိုလတ်တလောဒါ recent form ရပါတော့လာစီရိုအသင်းရဲ့နောက်ဆုံး၅ပွဲလေးကြီးကအားရစရာမကောင်းဆိုပေမဲ့လက်ရှိတွေးဆနေမှုမှာတော့ဒါလာစီရိုကဝေကွင်းတစ်ချက်ပဲပြောစရာရှိတယ်လူစင်းအရာကောဥရောပအတွေ့အကြုံရောဘော်ဒိုဂလင်းထက်အများကြီးတာနေတာမျိုးရှိတယ် လာဇီယိုဘက်ကလူစင်းရကြည့်မယ်ဆိုလို့ရှိရင်တော့အကွင်းလက်စားသမားရော်ဗယ်လာတူရဲတာအနီကပ်ပွဲပဲပြတန်းကြောင့်ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပြီးတော့ဂျန်နက်ကစားသမားတွေအစုံလင်ကတော့အပြည့်ပေါ့နော်လိုင်းနဲ့အပြည့်ပေါ်ထွက်လာဖို့ရှိလို့ဘလုံးဂလင်းဘက်ကလည်းဒါပေါ်ဖူးဖြစ်နေတာမျိုးရှိတယ်လိုင်းနဲ့ကပေါ့နော်အင်ဂျူရီကစားသမားမရှိသလိုပွဲပယ်ကစားသမားမရှိဘူးဆိုတော့ထွက်ပေါ်လာတဲ့အာရှကြောပင်းမှုရကြည့်မယ်ဆိုလို့ရှိရင်တော့လာဇီယိုအသင်းကအဝေးကွင်းဖြစ်ပေမဲ့ဒါ level 30လောက်အကျော်ပေးလာတယ်ဆိုတော့ အဝေးဝေးဆိုတာတစ်ချက်ပဲရှိတယ်လာစီယိုပေးတဲ့ level 30ရာကျွန်တော်စိတ်ထင်ရတော့နည်းနည်းလေးပြော့တယ်လို့တော့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့ဒီနေ့ Europa League ရဲ့ quarter final ပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Ranger အသင်းနဲ့ Viva ကိုအသင်းနဲ့တွေ့ဆုံနေမှုမှာဒါ Viva ကိုအသင်းကအဝေးခွင်းကနေပြီးတော့ Scotland Club Ranger အသင်းကို level 80လောက်ထိပေးထားတယ်ဒါက fair ဖြစ်တဲ့အခြေပြောရမယ်ဆိုလို့ရှိရင်တော့ Viva နဲ့ Lazio ရဲ့ခြေတန်းအရာကြည့်မယ်ဆိုလို့ရှိရင်တော့ လာဇီရိုကတော့မှဘီဘာအိုထပ်စာလို့ရှိရင်ဒါ plus 30တူမို့20လောက်ခြေတန်းနည်းနည်းလေးမြင့်တဲ့အနေအထားမှာရှိတယ်ဒီလိုအနေထားမှာအဝေးကွင်းချင်းအတူတူဘီဘာအိုကတော့မှစကော့တလန်ကလပ်ရိန်ဂျာအသင်းကို level 80အထိပေးထားတဲ့အနေအထားမှာလာဇီရိုကဘိုဒွန်ကလင်းကို level 30ပဲပေးတယ်ဆိုတာကတော့တော်တော်လေးကြီးပါတယ်ပြော့တယ်လို့တော့ကျွန်တော်ထင်ထင်တယ်ကျွန်တော်စိတ်ထင်လာဇီရိုအနေနဲ့အဝေးကွင်းဆိုတော့ညာလဲဒါဘိုဒွန်ကလင်းကိုအနည်းဆုံးတော့ level 90လောက်တော့ပေးသင့်တယ်လို့တော့ထင်တယ် မနေ့ပိုင်းမှာတော့လည်းပဲ90မျိုးပေးတာမျိုးရှိပြင်မယ်ပေါ့နော်တဖြည်းဖြည်းကြီးရပြော့လာပြီးလက်ရှိမှာ final ကြီးရတော့ကျွန်တော်စိတ်ထင်လည်းပဲ30လောက်ပဲပေးတော့တယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့် lazio ကြီးရပြော့နေတယ်ဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှိရင်တော့3လုံးကို90နိုင်ပေးထားတာမျိုးလေးတော့ရှိတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်ထင်ပါတယ်အာ lazio အနေနဲ့ကြီးပြပြသာသာမပေးရတာလည်းတစ်ချောင်းပေါ့နော် borogle အိမ်ဝင်းကိုလည်းယုံကြည်ချင်တာတစ်ချောင်း အာဒါကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာဘော်ဒွန်ကလေးပေါ်ရီကိုအနှဲငယ်လေးပူပြီးတော့ကြိုက်တယ်။အရန်အနေနဲ့ကတော့ဒီပွဲစဉ်ကနှစ်သင်းပေါင်း twin goal နဲ့များများဆဆတွေ့ရလိမ့်မယ်လို့တော့မထင်ဘူး။ကျွန်တော်တို့ဒီပွဲစဉ်ကတေရလက်ဖြစ်တဲ့1-1ကိုဥတည်နေတဲ့ပွဲစဉ်လို့ထင်နေအတွက်ပေါ့နော်။ဘော်ဒွန်ကလေးပေါ်ရီနဲ့အာကျွန်တော်တို့ goal ပေါင်းအောက်လေးကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။နောက်တော့ပွဲစဉ်ကတော့ Spartan နဲ့ Frank Batten ပွဲစဉ်ဒီပွဲစဉ်ကတော့ Spartan ရဲ့အိမ်ခွေးမှာပထမအကြိုဖြစ်ကစားရမယ်။တောက်ကြနေမနက်တနားကြီးခွဲမှာရှင်ပြန်ကစားမယ်ပွဲစဉ်။ ဆိုတော့ Spire Recent Form ကိုကြည့်မယ်ဆိုလို့ရှိရင် Spire ကတော့နောက်ဆုံးပွဲစဉ်မှာတော့ Southampton အသင်းကို3-1ဆိုတဲ့ရလဒ်မြူနဲ့အနိုင်ရရှိထားတယ်။ရှေ့နှစ်ပွဲမှာတော့ Chelsea ကိုလည်းရှုံးတယ်။ Fulham အသင်းကိုလည်းရှုံးလာတာဖြစ်တဲ့အတွက် Spire အသင်းကတော့ဒီရာဒီမှာတော့အခြေစွမ်းပိုင်းကမတည်ငြိမ်ဘူးရုန်းကန်နေရတာမျိုးလေးရှိတယ်။ Frankfurt အသင်းကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် Bundesliga ပွဲစဉ်မှာတော့ Wolfsburg ကို2-0ဆိုတဲ့ရလဒ်မြူနဲ့ရှုံးလာတာမျိုးရှိတယ်။အဲဒါကတော့လက်ရှိ Frankfurt အသင်းရဲ့အနေအထားဆိုတော့နှစ်သင်းကတော့လက်ရှိမှာခြေစွမ်းပိုင်းကတော့အတက်ကြလေးကြီးကတော့မငြိမ်ဘူး။ မနိုင်ဦးထင်တဲ့ပွဲစဉ်တွေမှာနိုင်ပြီးတော့နိုင်စင်းနိုင်ထိုက်တဲ့ပွဲစဉ်တွေမှာတော့အနိုင်မရရှိတာမျိုးလေးရှိတယ်။ဆိုတော့လက်ရှိထွက်ပေါ်လာတဲ့အာရှကြောပေးမှုအရတော့စပါတင်းကအာ 1+40 ဆိုတာမျိုးလေးပေးထားတယ်။ဒါကလည်း fair ဖြစ်တဲ့ကြေးလို့ပြောလို့ရတယ်။နောက်တင်းကြရဲ့လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့စပါတင်းကတော့ injury ကစားသမားတွေလေးတွေလည်းပြန်လည်တက်တာလာတာဖြစ်တဲ့အတွက်ကိုဒါ front back အသင်းထပ်စားလို့ရှိရင်တော့တာတယ်။ပြီးတော့ Premier League အသင်းကြီးလို့တတ်မှတ်လို့ရပြီးတော့အင်္ဂွေအားသာချက်ရှိနေတဲ့အတွက်ပေါ့နော်။စပါတင်းကလူကြိုက်များလာနိုင်တာလေးတစ်ချက်တော့ရှိတယ်။ဒါပေမဲ့ စပါသည်လည်းဒီယာဒီမှာခြေစွမ်းမတည်ငြိမ်မှုအရာတော်တန်ဟော့စပါစတေဒီယမ်မှာကစားမဲ့ပွဲစဉ်မှာတော့ဒါဆီမီဖိုင်နယ်ကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့အနိုင်ကစားရမယ့်အနေအနိုင်ကစားရမှာလည်းဖြစ်တယ်မဖြစ်မနေအာဂျာမန်မြေရောက်တဲ့ front back ကွင်းမှာဆိုလို့ရှိရင်တော့စပါသည်အနေနဲ့ရုန်းကန်ဖို့ရှိရတဲ့ဒီပွဲစဉ်မှာတော့စပါသည်အနေနဲ့အပြေအဝအနိုင်ရရှိအောင်ကြိုးစားလာလိမ့်မယ်လို့ထင်တယ်အလူစင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းစပါသည်ကတိုက်စစ်ပိုင်းမှာဒါဘရန်နန်ဂျွန်ဆင်ဆိုလန်ကီဒါဆွန်ဟောင်မင်တို့ အကုန်လုံးပြန်ပါလာမှာဖြစ်လို့နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းဒါရိုမဲရိုဗန်ဒီဗန်တို့လည်းပြန်ပါလာမှာဖြစ်တဲ့အတွက်ကိုဒါလူဆုံနေရလို့ပြောလို့ရတယ်။ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်းမက်ဒီဆင်ဒါဗနက်ဆာနဲ့ အာခြားသောသားသမားတွေလည်း line net က powerful ဖြစ်နေတာဖြစ်တဲ့အတွက် spa လူပြန်ဆုံနေတာမျိုးလေးရှိတယ်။ဆိုတော့ front back အတင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအာအဓိကသားသမားတွေကတော့ injury ကင်းစင်နေတာမျိုးလေးရှိတယ်ပေါ့နော်။တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါ AKTD ရာဒီမှာ73ကိုတွင်းထားတဲ့တိုက်စစ်ကစားသမားအထိကစားသမားတော့စောင့်ကြည့်ခြင်းစရာကောင်းတယ်။တောင်မန်နေမှာဆိုလို့ရှိရင်လည်းဒါ calling ပြီးရင် wing ကစားသမား Gozi တို့ပွဲထွက်လာမှာမျိုးလေးရှိတယ်ပေါ့နော်။အာနောက်ခံလူတွေမှာဆိုလို့ရှိရင်လည်းဒါ Christian San တို့ဒါ Thread တို့ Tutor တို့ Coach တို့ပါလာမှာဖြစ်တဲ့အတွက်ကို front back အတင်းကလည်းလူဆုံနေတာမျိုးလေးရှိတယ်။ ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ရိုးရှင်းပါတယ်စပါတင်အင်ဝင်အတာချက်ရှိနေတဲ့ပြင်အမှားခံလို့မရတော့တဲ့အနေအထားလူစုံတွေရဲ့အနေအထားမှာတော့ကျွန်တော်စပါတင်ကိုပဲရွေးချယ်ပေးချင်တာမျိုးရှိတယ်ပြီးတော့140ဆိုတဲ့အနေအထားမျိုးကလည်းဖြစ်တဲ့နဲ့ကြီးအနေအထားဖြစ်တဲ့အတွက်ပေါ့နော်စပါအသင်းနေတဲ့ဒီပွဲစဉ်မှာတော့ဒါအနိုင်ရရှိသွားမဲ့ပွဲစဉ်လို့ထင်တဲ့အတွက်စပါပေါ်ရီကိုရွေးချယ်ပေးချင်တာမျိုးလေးတော့ရှိပါတယ်အဲဒါကတော့ဂျာတာဘရီနေညနေပေါ့နော်တောက်ကြနေမနက်မှာရှင်ပြိုင်ကစားမဲ့ယူရိုမှပါဠိ quarter final ပွဲစဉ်တွေတဲကအကောင်းဆုံးပွဲစဉ်နှစ်ပွဲကျွန်တော်အကြိုက်ဆုံးပွဲစဉ်လေးနှစ်ပွဲကိုရွေးချယ်ပေးခဲ့ ဒါလည်းဖြစ်ပါတယ်အာကျန်တဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်တို့ရဲ့ number group လေးမှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် member group လေးကိုအာ join ပို့လဲပေါ့နော်ဖိတ်ခေါ်ပါတယ်အာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ